ါရှင်ယနေ့2025မေလ24ရက်နေ့နေလယ်ပိုင်းသတင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းကင်းမြို့နယ်တာစီရွာနယ်မင်းစုရွာကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုကလေးငယ်များအပါအဝင်ပြည်သူ၁၀ဦးထပ်မံတည်ဆုံးသည်ဟုကနဦးတီးရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ စကိုင်းတိုင်းမင်းကင်းမြို့နယ်တာစီရွာနဲ့မင်းစုရွာကို အချမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များပါဝင်ပြည်သူ၁၀ဦးထက်မနည်းသေဆုံးကြောင်းဒေသပြည်သူများကပြောဆိုပါတယ်မေလ23ရက်နေ့မွန်လယ်နနာရီ45မိနစ်ခန့်တွင်အချမ်းဖက်စစ်တပ်ကမင်းကင်းမြို့နယ်တာစီရွာနှင့်မင်းစုရွာကိုလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် အတံဖစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်များအပါအဝင် ပြည်သူ၁၀ဦးထပ်မံနေသည့်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်းဒဏ်ရာရရှိသူများထဲတွင်ပြင်းထန်သူများလည်းပါဝင်ပြီးတေဆုံးသူအရေအတွက်ထပ်တိုးနိုင်ကြောင်းသိရှိရပါသည်ရှင်မင်းကီမြို့နယ်တောင်တွင်းဒေသကမင်းဆုနဲ့တာဆေရွာတွေကိုစစ်ခွေးတွေလေကြောင်းနဲ့ပုံကျဲတက်ခိုက်သွားတာလို့သိရတယ်။တေဆုံးသူ၁၀ဦးနဲ့တန်ရာရသူ၁၄ဦးရှိတယ်လို့ကနဦးသိရတယ်။ စိုးရင်ရတာရှိဥပါတယ်ကလေးတွေလည်းအများပြပါတယ်ဟုဒေတာပြည်သူတဦးကပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပသိမ်ကြီးမြို့နယ်တွင် hip hop နဲ့ rap ဂီတသမား Isaac Cole ကိုထက်ဝေရန်ကိုစစ်တပ်ကညတကောင်ရန်အချိန်ဝင်ရောက်ဖမ်းဆီးပြီးအကြောင်းမဲ့ညှဉ်းပန်းနှိပ်စက်တပြက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တွင်အသက်24နှစ်အရွယ်ဟီဟော့နဲ့ရပ်ဂီတာသမားအိုက်ဇက်ခေါ်ကိုထွက်ဝေရန်ကိုစစ်တပ်ကညတကောင်ရန်အချိန်ဝင်ရောက်ဖမ်းဆီးသွားပြီးအလောင်းပြန်လာယူရန်မိသားစုကိုအတိပေးလာကြောင်းတေဆုံးသူကိုထွက်ဝေရန်ဤမိတ်ဆွေများကပြောဆိုပါတယ်မေလ20ရက်နေ့ည7:00နာရီအချိန်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ငွေတောင်ကျေးရွာအုပ်စု ကလာကြီးချန်ကျေးရွာမှာအသက်24နှစ်အရွယ်ကိုထဝီရန်ခေါ်အိုက်ဇယ်ကိုစစ်တပ်ကကားဖြင့်လာရောက်ဖမ်းဆီးသွားခဲ့ကြောင်းယင်းနောက်မေလ21ရက်နေ့မန္တလေးဆေးရုံကြီးရင်ခွဲရုံကကိုထဝီရန်ဤအလောင်းဆေးရုံတို့ရောက်ရှိနေပြီဖြစ်ကြောင်းကျန်ရစ်သူမိသားစုထံသို့အကြောင်းကြားလာကြောင်းသိရှိရပါတယ်ရှင်။ကျန်ရစ်သူမိသားစုက မန္တလေးစေယုံကြီးရင်ခွဲရုံကိုလိုက်သွားသောအခါစစ်တပ်၏ညံပန်းနှိပ်စက်ဒဏ်ရာများဖြင့်တေဆိုးနေသော ကိုထက်ဝင်းရန်၏အလောင်းကိုတွေ့ရှိရကြောင်းမျက်နာဥခေါင်းနှင့်ကိုခန္ဓာတစ်ခုလုံးတွင်ဒဏ်ရာတန်ချက်များစွာဖြင့်တေဆုံးခဲ့ရကြောင်းသိရှိရပါတယ်ရှင်။ဒုက္ခဘာမှပြစ်မှုမှ ကျူးလွန်တာမရှိဘူးပြစ်မှုမှတန်လည်းမရှိပါဘူး။အဲ့ဒါကိုအိမ်အထိလာဖမ်းပြီးညံပန်းနှိပ်စက်တစ်ဖက်လိုက်တာပါ။ သူမဇနီးနဲ့နှစ်နှစ်ခွဲသမီးလေးကြံခဲ့ပါတယ်။အလောင်းကလည်းဆေးရုံကနေတဆင်ပဲတကြိုခိုင်းပါတယ်။တကြိုပြီးပါပြီဟုကိုထက်ဝင်းရဲ့ဤမိတ်ဆွေကရှင်းလင်းပြောဆိုပါတယ်။စတဲ့အဖန်စီတပြမှုခံလိုက်ရတော့ကိုထက်ဝေရန်ခေါ်အိုက်ဆာအေးဆေးစွာနေတတ်တော့ဂီတသမားတို့ဖြစ်ပြီးဝါသနာပါယာ DJ ဟီဟိုနဲ့ရက်ဂီတကိုတစိမ့်မမတ်လှူဆောင်နေသူဖြစ်ကြောင်းသိရှိရပါတယ်ရှင် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံသားကိုအောင်ကိုကိုကို ထိုင်းစစ်တပ်ကရိုက်နှက်တပ်ဖြတ်ခဲ့မှုစုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံရှိနေများကောင်စီက အလို့အဖွဲ့တရဝင် ဖွဲ့စည်းခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံသားကုအောင်ကို ထိုင်းစစ်သားများကညှဉ်းပန်းနှိပ်စက်တပြက်ခဲ့သည့်အမှုစုံစမ်းစစ်ဆေးနိုင်ရန်ထိုင်းနိုင်ငံရှိနေများကောင်စီမှအလုပ်အဖွဲ့တရဝင်ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း45 Rise ကသတင်းထုတ်ပြန်ပြောဆိုပါရသည် 2024ခုနှစ်ဇန်နဝါရီလ12ရက်နေ့နနက်7:00နာရီခန့်တွင်ထိုင်းစစ်တပ်မှတပ်ဖွဲ့ဝင်၄ဦးသည်ရိုင်း90ဘန်တိုင်းကျေးရွာအနီးတဆိုင်လူမျိုးနယ်ခွဲမဲဆောက်ခရိုင်တပ်ပြည်နယ်၌အသက်38နှစ်အရွယ်ကိုအောင်ကိုကိုအမိရှိမြန်မာနိုင်ငံသားကိုတရားမဲ့ဖမ်းဆီးခဲ့က ထိုနေ့ညနေ၃နာရီခန့်၌အောင်ကူကူဤပွန်ဖက်တန်ရများနဲ့သွေးများဆွန့်ပင်နေသောအတမဲခန္ဓာကိုယ်ကို ထိုင်းစစ်သားများဖမ်းဆီးခဲ့သော နေရာအနည်းရှိမြေကြီးပေါ်တွင်လဲလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ပါရဲ့ရှင်။ ကိုအောင်ကိုကိုတီဗန်တိုင်ရွာရှိ လုံချုံရေးလက်ကင်းဖြစ်သည့်ထိုင်းမာတာစကားဖြင့် ခေါ်ဝေါ်သောချော်ရဘောဟူသည့်ထိုင်းအာနာပါများကစီစဉ်လေ့ကျင့်တင်ကြားပေးထားသည့်ရက်ရွာလူထုအခြေပြု လုံချုံရေးတပွဲဝင်စေတနာလှုပ်သားတဦးဖြစ်ပြီးထိုင်းစစ်သားများ၏ရိုက်နှက်တပြက်ခံရသည့်ဇန်နဝါရီလ10ရက်နေ့တွင် အဆိုပါဝတ်စုံကိုဝတ်စုံထားခဲ့ကြောင်း ထိုင်းစစ်သားလေးဦးတီကိုအောင်ကိုကိုအားဖမ်းဆီးကအဘဲကြောင့်မြန်မာနိုင်ငံသားတဦးမှချော်ရော်ဘော်ဝတ်စုံကိုဝတ်ဆင်ထားသည်နီဟုစစ်စေးမင်းမြန်ညှဉ်းပန်းနှိပ်စက်တပြက်ခက်ချင်းဖြစ်သည်ဟုသိရှိရပါသည်ကိုအောင်ကိုကိုတီစေတနာလုပ်သားတဦးဖြစ်ကြောင်း အခြားချော်ရော်ဘော်စေတနာလုပ်သားများကအတီးပြုကလွတ်ပေးရန်ထိုင်းစစ်သားများကိုပြောဆိုသည်လဲမလွတ်ပေးဘဲ တတတို့ဖြင့်ပြင်းထန်စွာရိုက်နှက်ခဲ့ပြီးအဆိုပါတန်ရာကြောင့်နေရာတွင် လေကြာတည်ဆုံးခဲ့သည်ဟု45 rice ကထုတ်ပြန်ပြောဆိုပါသည်ထို့သောကိုအောင်ကိုကိုအားရိုက်နှက်တပြက်ရာတွင် ထိုင်းစစ်သားများပါဝင်သည်ကိုမျက်မြင်သက်သေများကထွဆူထားတော်လဲထိုင်းအာဏာပိုင်များကကိုအောင်ကိုကိုတေဆုံခဲရမှုအတွက်ရိုက်နှက်ရာတွင်ပါဝင်ခဲ့သူတဦးဖြစ်သည့်မြန်မာလူမျိုးဖြစ်သည့်ဆီယာချက်မအပါမိတိထိုင်းစစ်တပ်အဖွဲ့ဝင်ကမှတရားစွဲဆိုခြင်းမရှိခဲ့ပါဘူး ဒီမှုမှာအစင်းမြတ်အရာရှိတွေဖုံးကွယ်ထားမှာကိုစိုးရင်စရာအကြောင်းရင်းရှိပါတယ်။ရှင်နေမြာကောင်စီဟာတရားမျှတမှုအတွက်တခုတည်းသောမျှော်လင့်ချက်ဖြစ်နိုင်ပါသည်ဟု45 rice e အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောဆိုထားပါတယ်။ကိုအောင်ကိုရိုက်နှက်တပြက်ခံရမှုအတွက်နိုဝင်ဘာလ9ရက်နေ့တွင်ဘန်ကောက်ရှိ ထိုင်းနိုင်ငံ၏အထူးစုံစမ်းစစ်ဆေးရေးဌာန DSI တို့ fortifying rice e အမှုဆောင်အရာရှိချုပ် Matthew Smith ကလူကိုယ်တိုင်သက်သေထွက်ဆိုခဲ့ပြီး fortifying rice မှာစုဆောင်းထားသောအထောက်ထားများပေါ်ခြေခံ၍ တိုင်ကြားချက်တင်သွင်းခဲ့ပါတယ်။သို့သော2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့တွင် DSI ကအောင်ကိုကိုအားနှိစက်တပြတ်မှုနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုများရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း45 rights အစာဖြင့်အကြောင်းကြားခဲ့ပြီးအမှုနှင့်ပတ်သက်၍မိတိအတွက်ကြောင့်စုံစမ်းခြင်းကိုလျှို့ရှုသည့်ဆိုသည့်အချက်ကို ဖော်ပြထားခြင်းမရှိဘူး45 rights မှတာဝန်ရှိသူက ပြောကြားပါတယ်။ထို့သို့ထိုင်းအနာပိုင်များကလျှို့ရှုနေသည့်အတွက် ထိုင်းရှိနေများကောင်စီထံကအမှုအားစုံစမ်းစစ်ဆေးရန်အထောက်အထားများစုဆောင်းရန်နဲ့တရားမျှတမှုအတွက်ဥပဒေအကြောင်းအရာနီလက်များရှာဖွေရန် ရှင်းနေကားဥပါလုပ်ငန်းအဖွဲ့ကိုတရားဝင်ခန့်အပ်ခဲ့ကြောင်းသိရှိရပါသည်။နှစ်ဆက်ညံပတ်မှုတိုက်ခိုက်ရေးဥပဒေကိုနှစ်နှစ်ကျော်ကြာပြဋ္ဌာန်းထားပေမဲ့ထိုင်းနိုင်ငံကအောင်ကိုကိုနဲ့သူတို့မိသားစုအတွက်တရားမျှတမှုကိုညှင်းပယ်နေတယ်။ ။အာဏာပိုင်တွေကသူတို့ရဲ့လမ်းကြောင်းကိုပြောင်းလဲပြီးတရားမျှတမှုတာဝန်ခံမှုနဲ့တရားဥပဒေစိုးမိုးရေးတို့လှုပ်ဆောင်စေဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဟု45 Rice အမှုဆောင်အရာချုပ် Matthew Smith ကပြောဆိုပါတယ်ရှင်။နောက်တစ်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်အင်အားတရာခံတဆွဲထားသော Blado စစ်တပ်စခန်းကိုတိုင်ပိုင်မှုစစ်တပ်ဘက်မှစစ်သည်အများအပြားထိုင်းဖက်သို့ထွက်ပြေးပြီးလက်နက်ချသူများရှိကတေဆုံးဒဏ်ရာရမှုများပြားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ ရှင်။ကရင်ပြည်နယ်ကိုကရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ဘလက်တိုကျေးရွာအနီးရှိစစ်တပ်စခန်းကို KNL ဥဆောင်သောတော်လန်ရေးတများကတိုက်ခတ်သိမ်းပိုက်ခဲ့ရာတွင်စစ်ကောင်စီတပ်ဖက်မှအများပြားထိုင်းနိုင်ငံဘက်အခြံသို့ထွက်ပြေးသွားပြီးလက်နက်ချသူများလည်းအများပြားရှိကြောင်းရှီတန်းတော်လန်ရေးတရင်ရေးမြစ်ကပြောဆိုပါရယ်။ မေလ23ရက်နေ့ညနေ9:00နာရီချိန်စစ်ကောင်စီတပ်ဤဘလက်ဒိုတက်စကန်ကို KNU တမဟာ6ဦးဆောင်သောကရင်အမျိုးသားလူမျိုးရေးတမတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတမတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းတိုင်းတက်ကွဲတွင် စစ်တပ်ဖက်မှအသေးဆုံးသူများရှိပြီးလက်နက်ချသူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူများရှိနေကြောင်းတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်စခန်းထဲမှာလည်းတေတဲ့စစ်သားအလောင်းတွေများတယ်လက်နက်ချတာလည်း20ဦးကျော်ရှိတယ်ထိုင်းဘက်ကိုထွက်ပြေးသွားတာလဲ25ဦးလောက်ရှိတယ်။စခန်းမှာကအင်အား100လောက်တဆွဲထားတာ။အခုထွက်ပြေးပြီးစိုက်ပျိုးရေးအခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိနေသေးတယ်။ရှင်းလင်းရေးတွေလုပ်နေတော့မဲဟုရှီတန်းတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါရတယ်။ ထိုင်းအခြေဆိုင်မတီခွန်တရင်ဌာနကလည်းဟန်ယူကဘလက်တိုစစ်စခန်းကိုသိမ်းပိုင်းပြီးနောက်တည်ဆုံးသူထွက်ပြေးသူနဲ့ဒဏ်ရာရရှိသူစစ်သား60ခန့်ရှိပြီးထွက်ပြေးလာသူများမှာထိုင်းပိုင်နဲ့နေမြေအတွင်းသို့ဝင်လာနိုင်ကြောင်းတရင်ရေးသားဖော်ပြထားပါတယ် Channel A မဟာမိတ်ပူပေါင်းပြက်ကချိန်မုံနိုင်ခဲ့ပြီဖြစ်သောဘလက်တိုစစ်စခန်းမှာ2022ခုနှစ်မလ29ရက်နေ့ကတော်လန်ရစ်တများကတိုက်ခိုက်သိမ်းပိုက်ခဲ့ဘူးကြောင့် ရင်တိုက်ပွဲတွင်စစ်ကောင်စီတပ်60ခန်းတိုက်ဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်စခန်းသို့ပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်လက်တလုံးတေဘောဘိုးရရှိတေဘောဘိုးစစ်တပ်စခန်းကို KNL မဟာမိတ်တများကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းထို့ပြင်ဝေါ်လီစစ်ပြူဟာကနယ်လီစခန်း ठी ကပလေစခန်း ဥက္ကဋ္ဌစခန်းတို့ကိုလည်း KNL မဟာမိတ်တများကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ထံမှသိရှိရပါရှင်